everyone, Alome Minglava, and welcome back to another episode of Speak It Burmese. I'm your host, Sue. This podcast series is created especially for intermediate and advanced learners of Burmese, and also for my Burmese friends and fellows who want to keep our language vibrant and alive. Here we read poems, explore cultural nuances, and from time to time invite guest speakers on different topics to help you deepen your understanding and improve your Burmese. Today, I'm truly honored to be joined by Ma Wanu, a celebrated Burmese artist whose works float between painting, poetry, music, and installation. Her art often captures the quiet movement of clouds, the stillness of thought, and the subtle emotion that linger in time. On a personal note, as an artist myself, I have always found her approach deeply inspiring. The way she expresses color in unexpected ways and turns silence into meaning has influenced how I see and create art as well. In this episode, we will talk about art and how her creative process transforms fleeting feelings into visual experiences. So, wherever you are, maybe watching clouds, drift above you or taking a peaceful moment before your day begins. I invite you to listen, reflect, and feel the world through Mawanu's eyes. Okay. ဟုတ်ကဲ့ကောင်းရလားဟုတ်ကဲ့ကောင်းပါတယ်ရှင်ကျေးဇူးပါအလုံးနည်းနည်းတော့အများပါတယ်ဒါပေမဲ့အဆင်ပြေပါတယ်ဟုတ်မှာဟုတ်ဒါဆိုရင်အာပထမဆုံးအနေနဲ့အမရဲ့အနောက်ခံအကြောင်းလေးပေါ့နော်အချင်းချုပ်လေးနည်းနည်းပြောပြပေးပါအောင်ရှင်မကအင်းနုပညာစာပေတိုင်းဝိုင်းမှာကြီးပြင်းနေတဲ့တယောက်ပေါ့ဖေဖေကရုပ်ရှင်ဒါရိုက်တာစာရေးဆရာမေကရုပ်ရှင်ထုတ်လုပ်သူပေါ့ အဲ့တော့ငငယ်လေးကဘယ်တိုင်းဝိုင်းမှာကြီးပြင်းရတာလဲဆိုတော့စာရေးဆရာတွေ၊ကဗျာဆရာ၊ကတ်တွန်းဆရာနောက်ပြီးတော့ရုပ်ရှင်တိုင်းဝိုင်းပေါ့။နောက်ထပ်ဒီရုပ်ရှင်မှာပဲအကြီးဆရာတွေလည်းပါနေတာဟုတ်တစ်စိတ်ပိုင်းအနေနဲ့လေ။အဲ့တော့ဒီတိုင်းဝိုင်းမှာငငယ်လေးကကြီးပြင်းရတာဆိုတော့သူတို့ရင်းနဲ့ပို့ပြီးတင်းရင်တင်းရှိတယ်။အဲ့ဒီမှာပဲဖေဖေကကားဆက်ခန်းကိုလည်း ိမ်မှာပဲလောက်တာဟုတ်အဲ့တော့ကားဆက်ခန်းမှာလည်းဘေဘေဒီဖလင်နေနဲ့သူကားဆက်တဲ့အတန်နေနဲ့ကြီးခဲ့ရတာပေါ့ဟုတ်ကဲ့ဟုတ်ဒါပေမဲ့နည်းနည်းအထက်တန်းကျောင်းပြီးတော့မားကယဉ်ကျေးမှုတက်ကစိုးတက်တယ်ဟုတ်အဲ့ဒီယဉ်ကျေးမှုတက်ကစိုးမှာရှိရဲ့အဓိကလေနေကြရှိတာပေါ့ဟုတ်ကဲ့မမမားကအထူးပြုဂီတယူခဲ့တယ် ဘာလို့လဲဆိုတော့မရဲ့ငငယ်ရရီမှန်းချက်ကကြီးလာရင်မကိုယ်တိုင်လည်းရုပ်ရှင်ဒါရိုက်တာစာရေးဆရာဖြစ်ကျင်တဲ့စိတ်ရှိခဲ့တယ်ဟုတ်ကဲ့ရှိခဲ့တာဆိုတော့အဲ့တော့မကအာဂီတအထူးပြုကိုယူလိုက်ရင်တနည်းနည်းနဲ့တော့ဒီဟာကမအလုံးမှာအသုံးတည်တယ်အထောက်အကူအများကြီးပေးမယ်လို့မကယုံကြည်တယ်ဟုတ်ဒါပေမဲ့တကယ်တမ်း ောက်သူတက်လို့ပြီးတဲ့အချိန်မှာကြတော့မားကတကယ်စိတ်ဝင်စားတာကိုတကယ်လုံနိုင်တာကစာရေးတာနဲ့ပကြီးရေးတာဖြစ်နေတယ်။ဟုတ်ဂီတကမလုံနိုင်ဘူးလားဆိုတော့အတန်အသင့်လောက်တော့လုံနိုင်တယ်။ဒါပေမဲ့ဂီတပညာရှင်တယောက်အနေနဲ့တည်တည်ချာချာလုံနိုင်တဲ့အဆင့်ကိုမရောက်ဘူးလို့မပေါ်မှာနားလဲလာ။ဟုတ်ဂီတနဲ့အထူးပြုနဲ့ပဲရင်ကျေးမှုတောက်တော့မှာ 6နှစ်ဆရာမပြန်လုပ်ခဲ့တယ်ဟုတ်အဲဒီ6နှစ်လုံးလုံးပြီးတော့တစ်ဖက်မှာလည်းပကြီးရတာနဲ့စာရေးတာဟိုမှာလုံးဖြစ်နေတာဟုတ်ဆိုတော့อืมဒီတွင်းကမဂဇင်းစာအုပ်တွေမှာတော်တော်များများမရဲ့စာမုတ်တွေပေါ်ပြတယ်မကုံလိုက်ကလည်းတလောက်တစ်ခါတလေတစ်ပုဒ်ကားလေးလေးနဲ့နှစ်ပုတ်မဂဇင်းနှစ်ခုသုံးခုတပြိုင်တည်းပါတာမျိုးပေါ့နော်ဟုတ်ရေးတာကတော့ ယတ္တစာရန်မျိုးစာတစ်ခုကိုပဲရေးပါတယ်ဟုတ်ဝတ္ထုတူလို့ဝတ္ထုရှိလို့မမရေးပါဘူးဟုတ်ယတ္တစာရန်တစ်ခုကိုပဲမရေးပြတယ်ဟုတ်ဒီဘက်ကပကြီးဆွဲနေတော့ပကြီးပြကန်းနေသွားတာမျိုးလေလာနေတာမျိုးတော့ရှိတာပေါ့နော်ဟုတ်ဂီတနဲ့ပတ်သက်ပြီးတော့ကြတော့ပထမနှစ်တွေကိုပဲมาတင်ပေးတာကိုလုံနိုင်တာကိုတတ်နိုင်တာက ဒီတာပထမနှစ်ကျောင်းသားတွေကိုအခြေခံသင်တာပေါ့လေဟုတ်ဆိုတော့6နှစ်ပြီးတဲ့အချိန်ကျတော့မားကတေချာသွားပြီဒီလောက်ကတော့ဘဝတခြားအတွက်ရွေးချယ်သင်တာလားရပ်တင်နေလားဆိုတော့စဉ်းစားပြီးတော့မားကဆရာမရဲ့တတန်းဆရာမအလုပ်ကိုမှရပ်လိုက်တာပေါ့ဟုတ်ကဲ့ဟုတ်အကြီးဆွဲတာကတော့တောက်တော့နောက်ဆုံးနှစ်လောက်မှစပြီးတော့ပကြီးဆွဲပြစ်တာဟုတ်ဆွဲပြစ်တဲ့အကြောင်းရင်းကလည်းမား ခင်မောင်းကအကြီးစရာဟုတ်ကဲ့သူကိုယ်တိုင်ကလည်းတခြားအကြီးတစ်ခုလည်းမဟုတ်ပဲနဲ့ဗီဒီယိုလိုက်ရတို့ installation တို့စိတ်ဝင်စားနဲ့စပြီးလုပ်နေတဲ့အချိန်ဆိုတော့အကြီးကိုသူကရက်လိုက်တယ်ဟုတ်ဆွဲတော့ဦးပေါ့တခြားသူပို့ပြီးတော့သူ့အတွက်ငင်းငွေစရာဖြစ်လာပြီလို့ထင်တာနဲ့သူရလိုက်တာထွေထူးတော့မရှိပါဘူးကံကောင်းတာကပကြီး ကမ်ဘတ်စာတွေရေဆေးတွေကအဆင်သင့်ဖြစ်နေအဲ့မှာအပျော်ရမ်းပကြီးစရာအနေနဲ့သတ်မှတ်ပြီးပဲကိုယ့်အကိုဆွဲခဲ့တာပဲဆွဲရင်လည်း50ကျက်လောက်ကြတော့အဲ့ဒီမှာပျော်လာတယ်ကိုကိုရိုင်းကလည်းလှုပ်ချင်စိတ်ကပြင်းပြနေတယ်လို့သိတဲ့အတွက်ဆက်ပြီးရေးဖြစ်တယ်ဟုတ်ကဲ့ဟုတ်ဒါဆိုအမကအမ် ဒီအနုပညာနဲ့ပတ်သက်ရင်ဒီဂီတရောစာရေးတာရောပကြီးဆွဲတာရောပေါ့နော်အဲ့ဒီထဲမှာမှအမညီမလည်းမေးချင်တာကကြတော့ဒီပကြီးနဲ့ပတ်သက်တာပေါ့နော်ဂျီကားတွေမှာဆိုလို့ရှိရင်အမသုံးတဲ့အယောင်တွေနဲ့စိတ်ခံစားချက်တွေကဆက်ဆက်မှုရှိလားမှအဲ့ဒါလေးတစ်ချက်ပြောပြပါနော်ဟွန်းစိတ်တစ်ပိုင်းအနေနဲ့တော့သက်ဆိုင်မှုရှိတာပေါ့ဟုတ်ဘာဖြစ်လို့လဲဆိုတော့မပကြီးကအများစုက line လေးတွေရယ် အရောင်ရင်ဟုတ်အနီးဝေးမြင်သဘောတရားနည်းနည်းပပရင်ဒါပဲပါတယ်ဟုတ်အာလူပုံတွေတို့ရှူရင်းပုံတွေတို့မဟုတ်ဘဲနဲ့တိမ်ကားလေးတွေကြီးပဲတီးတန့်ဆွဲသလိုဖြစ်နေတာဟုတ်ဟုတ်ကဲ့ဟုတ်အဲ့တော့အများစုကအရောင်တွေကိုတတိထားပြီးတော့ရေးတာကိုကိုတိုင်းစိတ်တိုင်းမကြမချင်းအရောင်တွေကိုပြောင်းပြောင်းတာပေါ့နော်နောက်ဆုံးမိကျင်းတ်ပြီဆိုတဲ့အချိန်ကျမှ ဒီပကြီးကားတစ်ခုကိုအဆုံးသတ်တာဖြစ်တဲ့အတွက်တချို့ကားတွေကတစ်လနှစ်လနဲ့မပြီးဘူးချုပ်ပကြီးကားဆိုလည်းပြီးသွားပြီးပြီဒါပေမဲ့အဲ့ကားကိုစိတ်တမ်းမကြဘူးဆိုရင်၃၄နှစ်နေမှပြန်ပြီးတော့ပြန်လာလဲရှိတယ်ဟုတ်ဒီပကြီးကားလေးတွေနဲ့ရေးဖြစ်တဲ့အကြောင်းကိုပြောရရင်ငငယ်ကမိသားစုကနေရာဒီချောင်းမင်းရဆိုခရီးထွက်ကြတယ်ဟုတ်ကဲ့ မမေနဲ့ပပေရဲ့မောင်လေး၂ယောက်ရဲ့မတော့၅ယောက်ပေါ့နော်အထက်မြမပြီးသွားတယ်မြမပြီးအောက်ပိုင်းဝင်သွားတယ်ပင်လယ်ရှိတဲ့ဗတ်တိသွားတယ်ဟုတ်အဲ့ဒီခါကျရင်မကရန်ကုန်မှာမွေးတာဟုတ်ဆိုရန်ကုန်မှာရှိတဲ့တိမ်တွေထက်မဖြစ်လို့ရန်ကုန်ပြင်ပကတိမ်တွေကပိုလှနေတာရဲဆိုတာကိုမြဲသတိထားမိဟုတ်ကလေးတွေရဲ့တဘာဝလဲစူးစမ်းနာရဲ့ပြီးတော့ဒီတဘာဝရဲ့အလှပဝင်ငယ်ကလေးကခံစားတတ်တာတင် ဟုတ်တာပေါ့အားလားပေါ့ညီမရဲ့အဲ့လိုဆိုတော့အဲ့ဆွဲလန်းကပကြီးရဲတဲ့အချိန်ကျတော့ပြန်ပေါ်လာတာမျိုးကိုကိုရိုင်းကတော့အဲ့ဒီဟာကိုငငယ်ကသတိထားမိပေမဲ့မိမိပျောက်ပျောက်ဖြစ်သွားတယ်ဒါပေမဲ့ပုံရဲတဲ့ခါကျတော့မရဲတဲ့ပကြီးကတော်တော်များများပြင်ပမှာရှိနေတဲ့တိမ်မျိုးဓပုံရိုက်ပြီးရေးတာမျိုးမဟုတ်ပဲနဲ့ကိုယ်စိတ်မှာပြန်ပေါ်တဲ့တိမ်မျိုးရေးတာဆိုတော့တိမ်တွေကပုံစံမျိုးမျိုးဖြစ်နိုင်တယ် ကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းပဲထွက်လာတဲ့ဒိန်တွေပေါ့နော်ဟုတ်အဲ့လိုတော့ဖြစ်တယ်နောက်တစ်ခုကသင်္ကေတပေါ်ဆောင်တဲ့သဘောမျိုးပဲဟုတ်အဲ့ဒီဟာကိုရေးတာများတယ်ပေါ့နော်ဟုတ်ဆိုတော့အဲ့ဒီဒိန်တွေနဲ့ပတ်သက်ပြီးရေးဖြစ်တော့ပြပွဲတွေပါလေလုတ်ဖြစ်တယ်နောက်ပိုင်းကျတော့ကိုကိုတိုင်းကိုကြီးစရာတယောက်နေနဲ့ရက်တည်မယ်လို့ဆုံးဖြတ်တော့ပြပွဲတွေလည်းတကူတော့ပြပွဲတွေလုတ်ဖြစ်တယ်ဟုတ်နောက်ပြီးတော့ ုပ်စုလိုက်ပြပွဲတွေမှာလည်းပါတဲ့ခါပါတာပေါ့ဟုတ်ဆိုတော့အမပြေကဘာပြောဘူးလဲဆိုတော့ငါသမီးပကြီးကားလေးတွေအားလည်းကတ်တွန်းနေနေတူနေချစ်စရာကောင်းတယ်ဟိုကအမရဲ့နောက်ဆုံးတကူတော့ပကြီးပြပွဲမှာညီမလာတော့ကလည်းအာဟိုပကြီးကားတွေအများကြီးကိုယ်တိုင်လည်းအာခံစားခဲ့ရတယ်အကုန်လုံးသဘောကျတယ်ပေါ့နော်အဲ့ထဲမှာမှလည်းအဲ့လိုမျက်လုံးထဲမှာဆွဲနေတဲ့ကားလေးရှိတယ်အဲ့ထဲမှာမှအမသုံးတဲ့ဒီအာလိမ္မော်ရောင်နဲ့ ဘဲကောင်းစင်းရောင်လားမသိဘူးစင်းပြဟုတ်တယ်စင်းပြလို့ပေါ့နော်စင်းပြလို့ခေါ်လာဘဲကောင်းစင်းနဲ့ဘာကွာလဲတော့မသိဘူးပေါ့နော်မြန်မာစကားမှာအဲ့ဒီစင်းဟိုမှာစင်းပြမှောင်မှောင်လေးစင်းပြမှောင်မှောင်လေးပေါ့ဆိုလေးဟုတ်တယ်အဲ့ဒီပကြီးကားလေးကတော့ဟိုမျိုးလုံးထဲမှာအခုထိဆွဲတယ်ပေါ့နော်ဒီရောင်လေးအကြောင်းမှနည်းနည်းတော့ပြောချင်တာဟုတ်ကဲ့ဟုတ်ပြောပါမှာမကောရိုင်းကမင်းကလေးတယောက်ဆိုတော့ဝက်စားစားဘဲရောင်ကတွဲဆက်လိုက်တယ်လဲဆိုတာကို တဘာဝမင်းကလေးတဘာဝအရာကိုကဟုတ်လှကျင်တာဟုတ်လှကျင်တယ်အဲ့တော့တွဲဆက်ကိုမြဲကြည့်ရပေါ့နော်လိုက်လားမလိုက်ဘူးလားအဲ့လိုပဲမိခင်တယောက်ဖြစ်တဲ့အတွက်လည်းသားနဲ့သမီးကိုချက်ပြုတ်ကျွေးမွေးရတာလေးတွေရှိတယ်ဟုတ်အဲ့ခါတွေမှာဆိုလေဥပမာပေါ့ညီမရေပူတင်းဖောက်တယ်ဆိုရင်ကြက်ဥနဲ့နွားနုံးနဲ့ရောပြီးခောက်ရတာအဲ့ခါမှာထွက်လာတဲ့အယောင်နဲ့အဲ့ဒီချိန်မှာပဲနောက်တစ်မျိုးသူတို့စားဖို့အတွက်လုပ်တဲ့အယောင်နဲ့ မိဘတဲမှာလည်းဒီအယောင်တွေကိုမားကကြည့်နေရမြင်နေရတာပြောချင်တာကမအလုံးလုံးတဲ့နေရာမမဟုတ်ဘူးဟင်းချက်တဲ့နေရာရှော့ဖို့တဲ့နေရာပဲဖြစ်ဖြစ်အပြင်ကိုပြင်ပကိုထွက်တဲ့နေရာပဲဖြစ်ဖြစ်ဝယ်စားဝတ်တဲ့နေရာတွေမှာပဲဖြစ်ဖြစ်မားရဲ့အယောင်တွေပေါ်မှာတတိလက်လွတ်နဲ့ဘရောမမနေဘူးဆိုတာလေးကိုပြောချင်တယ်ဟုတ်ကဲ့ဥပမာ လေးတွေစားတဲ့ jelly လေးတွေပဲဖြစ်တယ်ပေါ့နော် jelly ကိုအလွှာလေးတွေအများကြီးနဲ့လုပ်ထားတာမျိုးလေးတွေရှိတယ်ဆိုတော့ကိုကဒီကလေးလေးတွေနဲ့ပတ်သက်ပြီးတော့ကျွေးမွေးပြုစုစောင့်ရှောက်ရတာဖြစ်တဲ့အတွက်ဒီအယောင်တွေနေ့စဉ်လူနေမှုဘဝမှာလည်းအယောင်တွေကမြင်နေရအဲ့ဒါတွေကိုမကလတ်လော့စပယ်တော့မနေဘူးပေါ့ဟုတ်ကိုကိုရိုင်းကဒီတိမ်တွေကိုရေးတယ်အယောင်တွေကိုအထူးသတိထားတဲ့အခါကျတော့အစိမ်းကိုမှအစိမ်းနုလားယန့်လားနတ်မောင်တဲ့အစိမ်းလားစိမ်းပြားလား အဝါဘက်ရောက်တဲ့အစိမ်းလားအဲ့ဒါလေးတွေကိုတော့အမြဲတည်ထားတာပေါ့အမြဲတည်ထားတယ်ဟုတ်အမ်အယောင်ထဲမှာဆိုရင်ဟိုအမရောညမရောဒီအယောင်တွေကိုတုံးပြီးတော့အကြည့်ဆွဲကြတဲ့လူတွေဆိုတော့အမဆိုရင်ရောအဲ့လိုဟိုအကြိုက်ဆုံးအယောင်ဆိုပြီးရှိလား ဟိုစိတ်ခံစားချက်ပေါ်မှာမူတည်ပြီးပဲအလိုကြိုက်တဲ့အယောင်လေးတွေပြောင်းလေးရှိလာပေါ့နော်ဥမာဆိုရင်ပုံမှန်ဆိုညီမဆိုပြောတဲ့အခါမျိုးဆိုအဝါယောင်လေးတွေကြိုက်တယ်ပြီးတော့အလိုဒီရာသီဥတုအလိုက်ဆိုရင်လည်းမိုးရာသီဆိုရင်ဒီမြင်မြင်သမျှအရာအလုံးအစိမ့်နေတာဆိုတော့အဲ့အစိမ့်တက်လေးတွေကကိုပျော်ရွှင်စေရဲပေါ့နော်အဲ့လိုပုံစံပေါ့ပြီးတော့အလိုစောင်းနှင်းမှာဆိုလို့ရှိရင်လည်းဒီညနေဘက်နေဝင်စည်းစာအချိန်ဆိုရင် အယောင်နေအရန်လာတယ်လိမ္မော်ရောင်ဟိုတခါလေးလိမ္မော်ရင့်ရောင်ပေါ့နော်အဲ့လိုမျိုးရောင်စုံလေးပေါ့နော်အဲ့ဒီအဲ့လိုမျိုးလေးခန်းစားလေးရှိရပေါ့နော်အမရောအဲ့လိုမျိုးကြိုက်ဆုံးအယောင်ဒါမှမဟုတ်အဲ့လိုခန်းစားချက်နဲ့ပတ်သက်ပြီးတစ်ချက်ပြောပြပါအာဟလာကကြတော့ဟိုမာကပုံရေးတဲ့အခါမှာရည်ရွယ်ထားတာကတော့ဘလို့ရောင်လေးရေးမယ်လို့စိတ်ကရည်ရွယ်တာပဲဒါပေမဲ့ညီမပြောလို့စိတ်ပိုင်းဆိုင်ရာအရာတချို့ ရက်တွေတချို့လာတယ်မှာစိတ်ထိခိုက်စရာအကြောင်းအရာတွေရှိတယ်ဒါမှမဟုတ်လဲစိတ်ကဒီချိန်နေကြီးမှာဘလို့မှနေရတာပြောစရာမကောင်းဘူးဆိုရင်ကိုရွေးထားတာကတော့ရောင်ကစိမ့်စိမ့်ဆူဆူတောက်တောက်ပပစဉ်းစားထားတာလည်းအဲ့လိုပဲဒါပေမဲ့တကယ်တမ်းရေးတဲ့အခါကျတော့အညိုရင့်ရင့်လို့အနက်ဖက်ရောက်တာတို့အစိမ့်ဝမှမှောင်မှောင်လို့အဲ့လိုရွေးပြီးတော့ရေးပြသွားတာလည်းရှိတယ် ဟုတ်မသိစိတ်ကဒီစိတ်ခံစားမှုကိုပေါ်ပြနေတာပဲပေါ့နော်ဟုတ်တခါလေကြတော့လဲကိုကိုတိုင်းကိုအကိုစဉ်းစားထားပြီးသားကိုစီမှာပုံပေါ်ထားပြီးသားအယောင်သွေးကိုအကြီးကားတဲ့ထည့်ရင်းလိုက်နိုင်တဲ့အခါမျိုးလည်းရှိတာပေါ့ဟုတ်ကဲ့ဒါပေမဲ့အဓိကအပြင်မှကြိုက်တာကတော့သူတို့ခေါ်တဲ့อืมပင်လေစိန်တို့ပင်လေပြာတို့အဲ့လိုဟာမျိုးတွေကိုကြိုက်တယ်ဟုတ်ကဲ့ဟုတ် ကျေးဇူးတင်ပါတယ်ပြပြပေးတာပြီးတော့အာနောက်ထပ်မေးစင်တဲ့မိကုံလေးတစ်ခုရှိတယ်အဲ့ဒါကတော့ဒီကလေးတွေအကြောင်းပေါ့နော်ကလေးတွေကိုဘလိုနီးလန်းတွေသုံးပြီးတော့အမှုပညာကိုအာအထူးသဖြင့်ပေါ့နော်ပကြီးပညာကိုလက်ဆင့်ကမ်းပေးလဲပေါ့နော်အဲ့ဒါလေးတစ်ချက်သိချင်ပါတယ်မအဲ့ဒါကတော့များနဲ့တော့နည်းနည်းကွဲလွဲမယ်လို့ထင်ပါတယ်ဟုတ်မားတို့ရဲ့ယူဆအရနောက်တစ်ခုကမားကိုယ်တိုင်လည်းသားနဲ့သမီးကို အလိုပကြီးနဲ့ပတ်သက်ပြီးသင်တန်းပို့တာမျိုးကိုကသင်ပေးတာမျိုးမရှိခဲ့ဘူးလေအလိုဆိုတော့အများအဖြစ်တော့ကလေးတွေကိုဖြစ်နိုင်ရယ်ပကြီးသင်တန်းတွေပို့ပြီးတော့သင်တာမျိုးကိုမကသဘောမကျဘူးဘာဖြစ်လို့လဲဆိုတော့သင်တန်းတွေမှာသင်နေဆိုတဲ့ဟိုကအများကိုတညီတယ်သင်ရတဲ့သဘောကိုဆိုတော့နောက်တစ်ခုကလည်းပကြီးသင်တန်းတွေမှာကလေးတွေကိုပြောအောင်ထားတာရယ်ပြောအောင်သင်ပေးတာရယ်နောက်တစ်ခုက သူ့ရဲ့음ကောင်းငင်ဆိုပါရောင်ပင်လဲရပါရောင်တောင်တန်းတပင်ရပါရောင်အိမ်မျိုးဘလို့ဆွဲမယ်ဆိုတော့အတိအကျသတ်မှတ်ချက်တွေတဲ့မာကလေးတွေကိုမထည့်စေချင်တာဟုတ်သူတို့ညံကုန်မျိုးတဲ့အပိုင်းကိုပို့ပြီးတော့အလေးပေးတယ်ဟုတ်ကဲ့သူတို့ရေးချင်တာလေးတွေရေးသူတို့စိတ်ထဲရှိတာကိုရှိတယ်လို့ရေး တိမ်ဆိုပေမဲ့လည်းတိမ်ဖြစ်ချင်မှဖြစ်မှာဒါပေမဲ့ဒါကတိမ်ပါလို့သူတို့စိတ်ခံစားမှုနဲ့စွဲတဲ့ဟာကကြတော့တကယ်အပြင်မှာရှိတဲ့တိမ်နဲ့အများကြီးကွာတယ်ဟုတ်အဲ့လိုပဲသူတို့စိတ်ထဲမှာရှိတဲ့အကောင်တကောင်ကလည်းအပြင်မှာရှိတဲ့အကောင်တိုင်းဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့သူတို့စိတ်ကူးထဲမှာရှိထားတဲ့အကောင်ကသူတို့ကဒါပါပါလို့ရည်စူးပြီးရေးတာဖြစ်တဲ့အတွက်သူတို့ရဲ့အုံနောက်လေးတွေအလုံးလုံးနေတာပေါ့နော်ဟုတ်မကားအလားမျိုးပူအားပေးတယ်နောက်ပြီးတော့ คลีတွေကဒါဟိုပဲဒီလိုသူတို့ကွန်မြူသမီးပေးထားတယ်လို့လက်လွတ်စပယ်တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့အလိုလေးတော့စုတ်တံဘလို့ခိုင်းရမယ်ခဲတံဘလို့ခိုင်းရမယ်စုတ်ချက်တွေကဘလို့တော့ဖြစ်တဲ့ ਨੇ ဟုတ်အဲဘလို့ရင်းရင်တော့တတ်တတ်ရရက်လေးပို့ဖြစ်မလဲအဲ့ဒါမျိုးလေးညီရန်ပြတာမျိုးကိုတော့ပို့ပြီးတော့သဘောကျတယ်ဟုတ်ကဲ့ဒါဒါဒီတိုင်းလို့တင်တာမျိုးတက်စားရင် သူတို့ကိုလမ်းဖွင့်ပေးပြီးတော့သူတို့လှုပ်ချင်တာလေးတွေကိုလှုပ်ဖွင့်ပေးတယ်။သင်းနည်းမျိုးကိုခြိုက်တာပေါ့။ဟုတ်။သူတို့ရဲ့ဖန်တီးမှုသူတို့ရဲ့ညံကွန်းမျိုးမှုကိုအကန့်အသတ်တွေနဲ့မဟုတ်ဘဲနဲ့တဘာဝအတိုင်းအတိုင်းသူတို့ရဲ့အရှိအတိုင်းခြားပြားခိုင်းတာပေါ့နော်။ဟုတ်တယ်ညီမ။နောက်တစ်ခုကကလေးတွေကတယောက်နဲ့တယောက်မတူဘူးလေ။ဟုတ်။သူတို့မှာဘလောက်ရှိသလဲ။ဘလောက်လုံနိုင်စွမ်းသလဲဆိုတော့ကိုကမသိနိုင်ဘူး။ဟုတ်။အဲ့ဒါကြောင့်သူတို့ကိုလွတ်လွတ်လပ်လပ်လှုပ်ပေးလိုက်ရင် သူတို့စိတ်လွတ်ကိုလို့လုပ်တဲ့ဟာလေးတွေကပို့ပြီးတော့ရတာလည်းရှိတယ်။သူတို့ကြီးလာတဲ့ခါကျရင်လည်းသူတို့မှာပို့ပြီးတော့သူတို့ကိုသူတို့ယုံကြည်မှုရှိရှိနဲ့သူတို့လှုပ်ချင်တဲ့ဟာကိုဖော်ပြနိုင်စွမ်းပို့ရှိလာမယ်ပေါ့။ဟုတ်ကဲ့ဟုတ်ဟုတ်မှဒါဆိုရင်နောက်ထပ်မေးချင်တာကပေါ့နော်အာအခုလက်တလောအတွင်းမှာအမလုံနေတဲ့ဒါမှမဟုတ်အမပြဖို့ပြင်နေတဲ့ပြပွဲအစီအစဉ်လေးတွေရှိတာမှာနောက်လာမှာတော့ပြပွဲတစ်ခုရှိပါတယ်အဲ့ဒါက ရှေ့မှာမပြောခဲ့သလိုပဲမမျိုးသားနဲ့မနှစ်ယောက်နာမည်နဲ့သူတို့ကလုတ်တဲ့လက်ရပေါ့အတူပူပေါင်းလုတ်တဲ့လက်ရပေါ့ဟုတ်အဲ့ဒါကထိုင်းရဲ့နာမည်တစ်ကြိမ်ပြပွဲပါအဲအဲ့ဒီတဲမှာဗီဒီယိုလက်ရတစ်ခုပါမယ်မရဲ့ပကြီကားလေးချက်ပြမယ်လို့စဉ်းစားထားပါတယ်ဟုတ်ကဲ့ဟုတ်ပါဟုတ်ဟုတ်ကဲ့မအာဒါဆိုရင်အခုလုံးမဲ့ပြပွဲပေါ့နော်အဲ့ပြပွဲကဘယ်မှာပြဖို့စီစဉ်ထားလဲမှာ အာနောက်လာနိုဝင်ဘာ29မှာထိုင်းနိုင်ငံပို့ခတ်မှာပါဟုတ်ကဲ့မကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အာအများကြီးပြပြပေးတဲ့အတွက်ပကြီးအကြောင်းတွေရောပေါ့နော်ဟုတ်ကဲ့နောက်တစ်ခေါက်မှအာထပ်တွေ့ကြပါမယ်မမလည်းကျေးဇူးတင်ပါတယ်ခုလိုမျိုးပြောပြခွင့်ရတဲ့အတွက်ဟုတ်ကဲ့မသာတမဲ့သူတွေကိုတနည်းတလန်းအထောက်အကူပြုအောင်ဖြည့်ပေးနိုင်တဲ့အတွက်ဝမ်းသာပါတယ်ဟုတ်ကဲ့ရှင်ဟောင်းမကျေးဇူးအများကြီးတင်ပါတယ်နောက်မှတွေ့ပါမယ်ဟုတ်ကဲ့ပါ Well That was such a peaceful and inspiring conversation with Mawanu. Her way of seeing the world through clouds, light, and rhythm remind us that art doesn't have to shout to be powerful. Sometimes it simply whispers. If you like to explore more of her work, don't miss her upcoming art collaboration in Phuket, Thailand this November 29. A beautiful opportunity to experience her vision in person. And for my Burmese language learners, please find the vocabulary and question list from this episode in the description below. Thank you for tuning into Visual Voices Speak It Burmese. If this episode touched you, please follow and share it with someone who finds beauty in stillness and imagination. Until next time, please take care. Ta-da!